Juvanura Harari ရဲ့21 Lessons for 21st Century ကိုဆရာတီဟာဝင်းအောင်ကဘာသာပြန်ဆိုပြီးတော့ဆရာထက်မင်းလွင်ကတည်ဖြတ်ထားတဲ့20တရားစုအတွက်သင်ခန်းစာ21ချက်အပိုင်း19ဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာနဲ့တကွာသက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရရှင်။ဖန်ဘူးအလို့ကြီးထဲမှာရှိတဲ့ဒင်္ဂါပြတစီအဘဲကြောင့်နိုင်ငံဆိုးရ state အနေဖြင့် အကျန်းဖက်သမားများလိုလားသလိုဖဲချက်များကို ကလပံပြန်ထုဖဲပြန်ချိုးဖို့သဘောတူရပါသည်။အကျန်းဖက်ဝါရကြောင့်ဖြစ်သောရုပ်ဝိထုအပြက်အစီများမှာမဆိုးစလောက်သာဖြစ်ရာ theory အဖြစ်အစိုးရနေဖြင့်ဘလို့မှမတုံ့ပြန်ဘဲနေလို့ရသည်သို့မဟုတ်အစိုးရနေဖြင့်ကင်မရာများမိုက်များမမြင်ကွယ်ရမှာတူတူသိသိနဲ့ပြင်းထန်သည့်တုံ့ပြန်မှုများဆောင်ရွက်လို့ရလေသည်။လက်တွေ့အဖြစ်လည်းအစိုးရများနေဖြင့်ရင်းကဲ့သို့တုံ့ပြန်လေရှိပါသည်သို့သော တခါတခါစိတ်မထိနိုင်မဲ့အမျက်တွက်ကအစိုးရကလူသိရှင်ကြောင့်အင်အားသုံးဖြည့်ရှင်ပြီးတုံ့ပြန်တာမျိုးဖြစ်လင်ရှိပါသည်ထို့ကအကျန်းဖက်သမားများစိတ်ကြိုက်ကစားလို့ရသည့်အခြေအနေဖြစ်သွားရတော့သည်အဘဲကြောင့်နိုင်ငံအစိုးရများနေဖြင့်အကျန်းဖက်သမားများ၏စွာပေးမှုကိုဆက်ဆက်တီမခံဖြစ်ရပါသည်နီအစိုးရများနေဖြင့်ရင်းကဲ့သို့စွာပေးမှုများကိုတီးမခံနိုင်ဖြစ်ရခြင်းမှာခေတ်သစ်နိုင်ငံတော်များ၏တရားနည်းစီလျော်မှုတရားသဖြင့်တည်ရှိမှု legitimacy နှင့်သက်ဆိုင်ပါသည် တရားသဖြင့်တည်ရှိသည့်နိုင်ငံတော်အယူအဆမှာနိုင်ငံတော်ကအများဆိုင်ရာရပ်ဝင့် public sphere ကိုနိုင်ငံရေးအကြံဖတ်မှုများကင်းရှင်းအောင်ကာကွယ်ပေးမည်ဟုသောကတိကဝတ်ကိုအခြေခံထားခြင်းကြောင့်ဖြစ်သည်ဆိုရနေဖြင့်သူ၏တရားသဖြင့်တည်ရှိမှုတရားဝင်မှုကအကြံဖတ်မှုများကိုကာကွယ်ပေးရရင်းနှင့်မသက်ဆိုင်ပါလင်မှုဘလို့ပင်ဆိုပါသောကပ်ဝေးဖြစ်ပါစေကြံ့ကြံ့ခံပြီးမတိကျင်အောင်ဆောင်နေလို့ပင်ရလေသည်တိုးတော်လည်းပြဒနာကမိမြပင်တင်းငယ်စီကမူယင်းပြဒနာသည်အစိုးရ၏ တရားနည်းစီလျော်မှုကိုထိပါတိုက်ခိုက်နိုင်သည်ဆိုပါကပြဿနာတေးသေးလေးတစ်ခုနဲ့ပင်အစိုးရပြိုလဲသွားနိုင်စရာရှိနေလေသည်ဆလေးရာစုတွင်ပလက်ယောဂါပင်ကြောင့်ဥရောပလူဦးရေ၏၄ပုံတစ်ပုံမှထက်ဝက်ပမာဏခန့်ထိတည်ဆုံးခဲ့တော်လဲဘယ်ပင်မှနန်းစွန်ရသည့်အဖြစ်မရောက်ချေဘယ်ပင်ကမှလည်းပလက်ယောဂါကပ်ဘေးကိုကျော်လွှားနိုင်ရန်ကြိုးပမ်းဆောင်ရွက်ခြင်းမရှိချေပလက်ယောဂါကိုကာကွယ်ရမည့်တာဝန်မှာရှင်ပြင်းဤတာဝန်ဟုလဲထိုချင်းက မိသူကမှမယူဆကြတဖက်တွင်မူဘာသာရေးရမိစ္ဆာယူဝါဒများနိုင်ငံတော်အတွင်ပြန့်ပွားနေသည်ကိုခွင့်ပြုမိလင်မူကရှင်ပြည့်နေဖြင့်နန်းစိုးရယုံတာမကဆက်ပါပြုတ်သွားနိုင်သည့်အဖြစ်မျိုးနှင့်ကြုံရနိုင်လေသည်ယနေ့ခေတ်တွင်စိုးရတရနေဖြင့်အိမ်တွင်ကြံဖတ်မှုလိမ်မိုင်းဆိုင်ရာကြံဖတ်မှုကိုအကြံဖက်ဝါဒလောက်တင်းတင်းကြပ်ကြပ်ဂိုင်းတွဲတုံ့ပြန်ခြင်းမရှိချေမီထူးခဲ့သောလှုပ်ရှားမှုများမှာအကျိုးတရားမှုရှိသည့်အချိန် မရိမှုမှာဆိုရည်တရားနည်းစီလျော်မှုတရားသဖြင့်တည်ရှိမှုလက်ချက်တမဲစီကိုရော့ပါစေခြင်းမရှိခြင်းဥမာအဖြင့်ပြင်သစ်တွင်တနည်းလင်မတိမ်မှုပေါင်းတသောင်းကျော်အာနာပိုင်များထံတိုင်ကြားကြပြီးတရင်ပို့တိုင်ကြားခြင်းမရှိသည့်အမှုပေါင်းတောင်းနှင်ချီ၍ရှိနိုင်လေသည်သို့သောမရိန်သမားများနှင့်မယားကိုရိုက်သောခင်ပွန်းယောက်ျားများမှပြင်သစ်နိုင်ငံတော်၏တည်ရှိမှုကိုချိန်ချောက်သည့်အန္တရာယ်ဖြစ်ရှုမြင်ခံရခြင်းမရှိခြင်း ဘယ်ကြောင့်ဆိုတော့လိမ်မိုင်းဆိုင်ရာချမ်းဖတ်မှုကင်းရှင်းစေရမည်ဆိုသည့်ကတိဖြင့်နိုင်ငံတော်ကိုတိဆောက်ထားခြင်းမဟုတ်သောကြောင့်ဖြစ်သည်သို့သောရှာရှာပါပါတခါတရံဖြစ်သည့်အချမ်းဖတ်မှုများမှာမူပြင်သစ်သမ္မတနိုင်ငံတော်၏တရေရှင်ရေးကိုချိန်ချောက်သည့်အန္တရာယ်ဖြစ်ရှုမြင်ခံရသည့်အကြောင်းမှာလွန်ခဲ့သည့်ရာစုနှစ်နှင်းငယ်တွင်ခေတ်သည်အနောက်နိုင်ငံများမှာနိုင်ငံတွင်နိုင်ငံရေးကြမ်းဖက်မှုကိုလုံးဝတိမခံဟုသည့်ဂရီကဝတ်ပေါ်လုံးလုံးအခြေခံ၍ ၎င်းတို့၏တရားနည်းစီလျော်မှုကိုတဖြည်းဖြည်းချင်းတည်ဆောက်လာတော့ကြောင်ဖြစ်သည်အလဲခင့်များကမူအများဆိုင်ရာရပ်ဝဲမှာနိုင်ငံ၏အကျန်းဖက်မှုများနှင့်ပြည့်နှံ့နေသည်အမှန်စင်စစ်အားဖြင့်အကျန်းဖက်နီလန်သုံးနိုင်စွမ်းရှိခြင်းကနိုင်ငံ၏ကစားပွဲတဲသို့ဝင်ရောက်ရန်ဝင်ခွင့်အလက်မှတ်ဖြစ်ခဲ့သည်ထို့သောသုံးနိုင်စွမ်းမရှိပါကနိုင်ငံ၏အရာအရေးပပါကြီးတော်ဝင်မိသားစုအများပြားမှာလက်နက်ကင်တပ်ဖွဲ့များရှိပြီးမြို့များအစည်းအရုံးများဖျားเจ้าများနှင့်ဘုန်းတော်ကြီးเจ้าများမှာလည်းလက်နက်ကင်တပ်များရှိနေသည် ကျောင်းနိုင်ခင်ကြီးပြန်လည်တော်မူပြီးသူ့ကိုဆက်ခံရညင်းပွားမှုပေါ်ပေါက်ပါကဖုန်ကြီးများဒေသခံကောင်းဆောင်ဖို့များနဲ့တက်ဆိုင်သူအိမ်ကြီးချင်းများပါဝင်သည့်ပြိုင်ပွဲအဖွဲ့များမှလက်နက်ကန်ပြီးပြဿနာဖြေရှင်းလေ့ရှိကြသည်အကျန်းဖက်ဝါရမှာထိုးသူသော အခြေအနေတွင်အရေးမပါအရာမရောက်ချေရဝိတုပစ္စည်းပျက်စီးထိခိုက်အောင်တည်တာစွာအင်အားမတုံးနိုင်သော သူများအတွက်နေရာမရှိချေ1150ပြည့်နှစ်တွင် မော့စလင်ယူသည်သူတို့ကဂျေရုဆလင်တွင် လက်တဆုပ်စာရက်သားတချို့ကိုတက်ပြီး Crusade စစ်ပွဲဖြင့်ကျူးကျော်လာသူများမြင့်မြတ်သောမြင်မှထွက်သွားကြရန်တောင်းဆိုပါကဘယ်သူကမှကြောက်မီမဟုတ်ပါငူအားထက်ရဲအားတန်းဆိုသလိုဖြစ်ပေမည်စာဖတ်သူနေဖြင့်မိမိတောင်းဆိုချက်ကိုလူများအမှန်တကယ်အာယုံဆိုင်ခံခြင်းသည်ဆိုပါကအ ਨੇ စုံခံတဲ့ရဲတိုက်တစ်လုံးနှလုံးလောက်တော့တင်းပြနိုင်ရမည်ဖြစ်သည်အကျမ်းဘက်ဝါဒမှာကျွန်ုပ်တို့ရင်လည်းကိဘိုးဘေးများအာယုံဆိုင်လောက်စရာကိစ္စမဟုတ်ခဲ့ပြီ ။ကျောင်းမှာသူတို့နေဖြင့်ပိုကြီးသောပြဿနာများကိုရင်ဆိုင်ဖြေရှင်းနေရသောကြောင့်ဖြစ်သည်။ခေတ်သစ်ကာလတွင်မူနိုင်ငံတော်များမှဗိုလ်ချုပ်ကံပြီး၎င်းတို့၏နယ်နိမိတ်အတွင်နိုင်ငံ၏အကြမ်းဖက်မှုများကိုတပြေးပြေးချင်းလျှော့ချလာခဲ့သည်။လူငယ်သောဆယ်စုနှစ်နည်းငယ်တွင်နောက်နိုင်ငံများမှာနိုင်ငံ၏အကြမ်းဖက်မှုများကိုအကောင်အဆင်းနှိပါရှင်းလင်းနိုင်ခဲ့သည်ပြည်ထောင်နိုင်ငံသားများဗြိတိန်နိုင်ငံသားများအမေရိကန်နိုင်ငံသားများမှလက်နက်အင်အားသုံးစရာမလိုပဲမြို့များကော်ပိုရေးရှင်းများအဖွဲ့အစည်းများနဲ့ ဇိုးရကိုပင်ထိန်းချုပ်ရန်ကြိုးပမ်းနိုင်သည်ထရီလီယံနှင့်ချီသောဒေါ်လာများ တန်းနှင့်ချီသောစစ်သားများထောင်ချီသောတင်မောများလေယာဉ်ပြန်များနှင့်နျူကလ িয়ার ဒုံးကြီးများကိုထိန်းချုပ်နိုင်စွမ်းမှာနိုင်ငံသမားအုပ်စုတစုထံမှအခြားတစုထံသို့တနက်တစ်ချက်ဖောက်စီရမလို့ပဲလွှဲပြောင်းပေးနိုင်သည်ပြည်သူလူထုမှာဤသို့သောအခြေအနေနှင့်အလင်းမြန်အသားကျလာပြီးသူတို့၏မွေးရာအခွင့်အရေးအနေဖြင့်ယူဆလာသည့်တို့ပြည်ရာတခါတရံကြုံနိုင်သည့်နိုင်ငံရေးအကျန်းဖတ်မှုမျိုးကြောင့် လူနည်းငယ်ဆယ်ကနန်းလောက်တည်ဆုံးယုံနေပြီနိုင်ငံတော်၏တရားနည်းစီလျော်မှု legitimacy ရောနိုင်ငံတော်၏ယက်တီနိုင်စွမ်းကိုပါချင်းချောက်သည့်အန်ရည်ဖြစ်ရှုမြင်လာကြခြင်းဖြစ်သည်ဘာမှမရှိသည့်ဖန်ဖို့လူကြီးဖြစ်သောကြောင့်ဒင်းငါပြတစေတဲနေပြီအတန်အကျယ်ကြီးမြည်ခြင်းဖြစ်ပါသည်ထို့ကြောင့်ပင်ကြမ်းဖက်မှုထိုးစံမှာအောင်မြင်မှုရခြင်းဖြစ်သည်ဆိုရကနိုင်ငံရေးကြမ်းဖက်မှုလုံးဝကင်းရှင်းသည့်နေရာဖြစ်အောင်ကြည်ကြီးဖန်တီးထားနိုင်သောကြောင့်မိမြပင်သိငယ်သည့် လက်နက်ကိုင်တိုက်ခိုက်မှုဖြစ်ပါစေမိုက်ခရိုဖုန်းကြောင့်အသံအကျဲကြီးထွက်လာတဲ့ကဲ့သို့ရလက်ကချဲ့ကားသွားခြင်းဖြစ်သည်နိုင်ငံတစ်နိုင်ငံတွင်နိုင်ငံ၏အကြမ်းဖက်မှုနှင့်ပါလေလေအကြမ်းဖက်တိုက်ခိုက်မှုတစ်ခုပြည်သူလူထုပေါ်ခြောက်ခြားတုံ့လုံးမှုကြီးမားလေလေဖြစ်သည်လူအနေငယ်ဗာဂျီယန်တွင်ထိခိုက်ဒေဆုံးမှုကနိုင်ဂျီးရီးယားသို့မဟုတ်အီရတ်တွင် လူရာနှင့်ခြေရွေးဒေဆုံးမှုထက်ပိုပြီးလူစိတ်ဝင်စားခံရလေသည်တို့ဖြစ်ရာ ဝီရောဒီဖြစ်ရသည်မှာခေတ်သစ်နိုင်ငံတော်များ၏နိုင်ငံရေးကြံဖက်မှုကိုကာကွယ်ထားနိုင်သည့်အောင်မြင်မှုကြောင့်ပင်ကြံဖက်ဝါဒနှင့်ရင်ဆိုင်ရသောအခါခေတ်သစ်နိုင်ငံတော်များအတွက်အထူးပြောက်ွက်အနေဖြင့်ဖြစ်နေရခြင်းဖြစ်သည်။ဆိုရကနိုင်ငံ၏နယ်နိမိတ်အတွင်းနိုင်ငံ၏ကြံဖက်မှုကိုတိခံမီမဟုတ်ဆိုတာကိုထပ်တလဲလဲထုတ်ဖော်ပြသထားသည် နိုင်ငံသားများအနေနဲ့လည်းနိုင်ငံရေးအကြံဖတ်မှုလုံးဝမရှိသည့်အခြေအနေနဲ့အသားကျနေပြီဖြစ်သည့်သို့ဖြစ်ရာအကြံဖက်ဝါဒထိုးစက်လှုပ်ဆက်ကလူများ၏စိတ်ထဲတွင်မင်းမက်စီရိုက်ဗျံပရာဖြစ်တော်မူဟုအလိုလိုခြောက်ခြားထိတ်တန့်လာသည်လူဖွဲ့စည်းတွင်လူမှုနေသားကြမှုလူမှုအစီအစဉ်ဆိုရှယ်အော်ဒါပြတ်ပြားတော်မူဟုခံစားလာရသည်ရာစုနှင့်များစွာသိမြင်ကြရုံးကန်လှုပ်ရှားရပြီးအကြမ်းဖက်မှုတွင်းနှံ့ကြီးတွေကထွက်လာခဲ့တော့လေကျွန်တော်တို့ဤစိတ်ထဲတွင်ရင်းတွင်းနှံ့ကြီးကရှိနေစေ ပြန်လည်ဝါမြူသွားဖို့စောင့်နေစေဟုခန်းစားနေရလေသည်ထိတ်လန့်ကြောင်းရုံပဲကောင်းသည့်ရက်ဆက်ကြမ်းကြုတ်သောလောက်ရက်မြုံနေနေပြင်ယုံနှင့်ကျွန်တို့စိတ်ထဲတွင်ယင်းတွဲနှံကြီးတဲ့ပြန်ကြသွားပြီဟုထင်နေတော့သည်ပြည်သူလူထု၏ဤကဲ့သို့အကြောင်းအရာကိုတတ်တာရာရခြင်းယံအကျန်းဖတ်မှုထိုးဆက်ကိုဆိုရကလုံကြုံ၏အရာသုံးခြင်းဟုသည်ဇက်ကွက်ခင်းပြီးတုံ့ပြန်တော်သည်အကျန်းဘက်ဝါရကိုတိရောက်မြန်ဆန်မှုရှိဆုံးတိုက်ဖြတ်နိုင်သည့်ဤနံမှာ ထောက်လန်းရေးကောင်းကောင်းနဲ့အကြံဖတ်မှုကိုထောက်ပံ့နေသည့်ဗန္ဓာရေးကိုရက်များကိုလျှို့ဝှက်ချေမှုန်းခြင်းနီလန်ဖြစ်နိုင်ပါသည်သို့တော့ရင်းကဲသို့နီလန်မှာနိုင်ငံသားများအနေဖြင့် TV ဖန်သားပြင်ပေါ်တွင်မြင်ရကြရသည့်နီလန်မဟုတ်ချေနိုင်ငံသားများမှာ World Trade Center ကြီးပြိုလဲသွားသည့်အကြံဖတ်သဘာများ၏ drama ထိုးစပ်ကိုမြင်ကြရသည်ဖြစ်ရာဇိုးရကလည်းအလားတူမိရီလောင်မိခိုးရီထွက်ကပိုခန်းနာကြီးကျယ်သည့်ဇက်ွက်ပြန်ခင်းပြပြီးတုံ့ပြန်လိုစိတ်ဖြစ်တော်သည်တို့ဖြစ်ရာဇိုးရက ဒေတာစိတ်ထိရောက်မှုရှိစွာတုံ့ပြန်ခြင်းလုပ်မိအစားအင်အားကြီးမားသည့်မုံတိုင်းတွေထံမိတွေဟုံဟုံတောက်သည့်တုံ့ပြန်မှုမျိုးလုပ်လေတော်သည့်ထို့ကအကျန်းဖက်သမားများမျှော်လင့်ထားသည့်စိတ်ကူးအိမ်မက်များအမှန်တကယ်အကောင့်ထဲပေါ်လာတော်သည်ထို့သောဆိုရင်ဆိုရနေဖြင့်အကျန်းဖက်ဝါရကိုမိတို့ကံတွေဖြည့်ရှင်းသင့်မှသည်အကျန်းဖက်မှုကိုအောင်မြင်စွာတိုက်ဖြတ်ရန်မှာမျက်နှာစာ၃ခုမှဆောင်ရွက်ရန်လိုပါသည်ပထမမျက်နှာစာကဆိုရကကျန်းဖက်ကိုရံများကိုတိတ်တဆိတ်ထောက်လန်းချီးမုံခြင်းဖြစ်ပါသည် ဒုတိယမျက်နှာစာမှာမီဒီယာများကကိစ္စများကိုတင့်တော်စီလျော်သောရှုထောင့်မှချင်းကပ်ခြင်းဖြစ်ပြီးတစိတ်ကိုတအိမ်မလောက်ရန်ဖြစ်ပါသည်မီဒီယာများအနေဖြင့်လူများလူရာထက်ပိုပြီးထိတ်လန့်ဆိုးရွားအောင်မဆောင်ရွက်မိဖို့လိုပါသည်အကျန်းဖက်သမားများ၏ထိုးစက်မှာလူတွေကြားထဲကြော်ကြားမှုမရရင်အောင်မြင်မီမဟုတ်ပါသို့သောကန်ဆိုးသည်မှာမီဒီယာများကရင်းထိုးစက်ကိုလူသိရှင်ကြားဖြစ်အောင်၎င်းမတင်လှုပ်ပေးနေခြင်းဖြစ်ပါသည်မီဒီယာများကအကျန်းဖက်မှုများကိုလွန်လွန်ကဲကဲအာရုံစိုက် တည်င်းတင်ဆက်က၎င်းတို့၏အန်ဒီယကိုရှင်ရင်ဆွဲထက်ချက်ကပြောဆိုနေကြပါသည်တည်င်းစာကလည်းစီဂျိုအကြောင်းတို့လေတုညဉ့်ညံ့မှုအကြောင်းတို့ရေးသားတင်ဆက်တာထက်အကျန်းဖက်မှုအကြောင်းရေးပါကပိုးအယောင်ထွက်သည်ကိုတတိယမျက်နှာစာမှာကျွန်တို့တို့ဒူးချင်းတယောက်ချင်းစီစိတ်အထင်ကိုချုပ်ထွင်ရမည့်ကိစ္စဖြစ်ပါသည်အကျန်းဖက်သမားများမှာကျွန်တို့တို့၏စိတ်အာရုံကိုဖန်ဆာပြီးကျွန်တို့တို့ကိုပြန်ခြောက်လန့်ခြင်းဖြစ်ပါသည် ကျွန်တို့တို့စိတ်ထဲတွင်အကျန်းဖက်တိုက်ခိုက်မှုများကိုထပ်တလဲလဲတဝဲလဲလဲ ပြန်မြင်ရမှာဒီစက်တင်ဘာ17တိုက်ခိုက်မှုလိုမျိုးအထေကံဘုံခွဲတိုက်ခိုက်မှုလိုမျိုးကိစ္စများကိုထပ်တယ်လဲလဲပြန်အမှတ်ရပါသည် အကျန်းဖက်သမားများကလူတရားလောက်တက်ပြပြီးလူတန့်ရာနှင်းချီ၍နောက်ကျောမလုံးပဲတယောက်ယောက်ကနောက်က လာတတ်တော်မရာရောင်ထင်အောင်လုပ်ပါသည်အကျန်းဖက်သမားများရန်ကိုစိတ်ထဲမှဆွဲထင်နေခြင်းမှလုတ်ကင်းအောင်ဆောင်ရွက်ရမည်တာဝန်မှနိုင်ငံသားများတွင်ရှိပါသည်ကျွန်ုပ်တို့အနေဖြင့်အကျန်းဖက်မှုကချင်းချောင်းနိုင်စွာအမှန်တကယ်ပဲလောက်ပဲရှိကြောင်းကိုအမှတ်ရဖို့လိုပါသည်ကျွန်ုပ်တို့၏အစ္စရာအတွင်းမှာရှိသောအကြောက်တရားကြောင့်မီဒီယာများကကဲကဲတဲတဲသတင်းဖော်ပြနေခြင်းဖြစ်ပြီးဇူးရများကလွန်လွန်ကဲကဲတုံ့ပြန်နေခြင်းဖြစ်ပါသည် တော့ဖြစ်ရာအကျန်းဖက်ဝါရအောင်မြင်မီလာကြဆုံသွားမီလာမှာကျွန်တို့တို့ပေါ်ရင်မှုတည်ပါသည် အကျန်းဖက်သမားများကိုစိတ်ကူးအာယုံကိုဖန်ဆောက်ခွင့်ပြုလိုက်ပြီးကျွန်တို့တို့ဤကိုယ်ပိုင်ကြောက်တရားများဖြင့်အလွန်အကျူတုံ့ပြန်မိပါက အကျန်းဖက်ဝါရအောင်မြင်သွားမည်ဖြစ်ပါသည် စိတ်အာယုံမှာအကျန်းဖက်သမားများကိုကြောက်လန့်ခြင်းမှလိုခင်ပြီးသမားများတာသောစိတ်နေစိတ်ထားဖြင့်အေးအေးဆေးဆေးတုံ့ပြန်နိုင်မှာကအကျန်းဖက်ဝါရကြာရှုံးမည်ဖြစ်ပါသည်အကျန်းဖက်ဝါရတွင်နျူကလ িয়ার ရသွားတဲ့အခါ ရှိရင်ဖော်ပြခဲ့သည့်အကျန်းဖက်ဝါဒအကြောင်းသုံးသက်ချက်မှာလွန်ခဲ့သည့်ရာစုနှစ်နှစ်ခုအတွင်းကကျွန်ုပ်တို့သိရှိထားသော အခြေအနေများနှင့်လက်ရှိနယူးယောက်လန်ဒန်ပါရီနှင့်ထယ်လီဗီမျိုးကြီးများ၏လမ်းမများမှာဖြစ်ပျက်နေသည့်ဖြစ်ပျက်များနှင့်ဆက်လင်းပါသည်အကျန်းဖက်သမားများကအစုလိုက်ပြုံလိုက်တပ်ဖြတ်နိုင်သည့်လက်နက်များ weapons of mass destruction ရရှိသွားလင်မှုကအကျန်းဖက်ဝါဒ၏သဘောတဘာဝသည်အကြီးအကျယ်ပြောင်းလဲသွားမည်ဒါတွင်မကသေးပဲ နိုင်ငံများနှင့်ကမ္ဘာနိုင်ငံရဲ့သဘောတဘာဝပါပြောင်းလဲသွားတော်မူဖြစ်သည့်အယူဆကြီးသည့်ရွတ်သွင်းနေသည့်လက်တဆုပ်စာမှယူရဲတွေကိုကိုးစားပြုသည့်အဖွဲ့အစည်းသေးသေးလေးများကမြို့ကြီးများကိုဖျက်ဆီးနိုင်ပြီးလူသန်းနဲ့ချီပြီးတက်ဖြတ်လာနိုင်ပါကနိုင်ငံရေးကြမ်းဖက်မှုများမှကင်းဝေးသည့်အများဆိုင်ရာရပ်ဝင်း public sphere ရှိတော်မူမဟုတ်ချေယနေ့ခေတ်ကြမ်းဖက်ဝါဒမှာများအားဖြင့်ထိုးစက်သာသာထိတ်လန့်အောင်လုပ်ယုံဖြစ်တော်လဲအနာဂတ်တွင်နျူကလ িয়ার ကြမ်းဖက်မှု ဆိုင်ဘာအကြမ်းဖက်မှုသို့မဟုတ်ဇီဝလက်နက်အကြမ်းဖက်မှုမျိုးဖြစ်လာပါကအလွန်ကြောင့်မဲ့ပွဲကောင်းသောချင်းချမှုမျိုးများဖြစ်လာမည်ဖြစ်သည်။ဆိုရများအနေဖြင့်လည်းပုံပြီးပြင်းထန်ကြီးလေသောတုံ့ပြန်မှုများကိုဆောင်ရွက်ရမည်ဖြစ်သည်။ယင်းအကြောင်းကြောင့်ပင်ကျွန်တို့တို့နေဖြင့် လောလောဆယ်အချိန်အထိကြုံတွေ့ရသောအကျန်းဖတ်မှုမျိုးနှင့်နာဂတ်တွင်ကြုံကောင်းကြုံရနိုင်သည့်စိတ်ကူးဖြင့်မှန်းဆနိုင်သောအကျန်းဖတ်မှုမျိုးအကြားယူဒစိုက်ခွဲခြားနားလည်ရန်လိုအပ်ခြင်းဖြစ်ပါသည်နာဂတ်တွင်အကျန်းဖတ်သမားများနျူကလ িয়ার ဘုံးရသွားပြီးနယူးယောက်လန်ဒန်မြို့ကြီးများကိုဖျက်ဆီးမှာကိုတွေးကြောက်ကအော်တိုရိုင်ဖယ်လေးတစ်လက်သို့မဟုတ်ထရက်ကားလေးဖြင့်ဖျက်သွားဖျက်လာလူဒရာစင်ကိုပြစ်တက်သည့်အကျန်းဖက်သမားများကိုစုရင်တကြီးအင်အားအလွန်ကျုံဖြင့်တုံ့ပြန်ခြင်းမှာစီလျော်မီမဟုတ်ပါ နိုင်ငံများအနေဖြင့်ကိုယ်နှင့်သဘောချင်းမတူသည့်အတိုက်ခံအုပ်စုအားလုံးကိုဒီတိုက်ခံတွေကတနေ့နေ့တစ်ချိန်ချင်းနျူကလ িয়ার လက်နက်ရဖို့ကြိုးစားမှာပဲသို့မဟုတ်အလိုလျောက်မောင်းနေသည့်ကားများကိုဟက်ကာလူသက်ဆက်ယုံများအနေဖြင့်သုံးဖို့ကြိုးစားမှာပဲဆိုတာမျိုးစဉ်းစားပြီးစတင်နှိတ်ကုတ်ခြင်းမျိုးမလုပ်မိအောင်ပိုလို့ပင်တတိထားတယ်မှာသည်တို့တူပင်ဇိုးရများအနေဖြင့်ဇိုးရအုပ်စုများကိုစောင့်ကြည့်ကာစုလိုက်ပြုံလိုက်တပ်ဖြတ်နိုင်သည့်လက်နက်များ ရရှိမသွားအောင်ကြိုတင်ကာကွယ်ရမည်မှန်ပါသည်သို့သောနျူကလ িয়ার လက်နက်ဖြင့်အကြမ်းဖက်မှုကိုစိုးရိမ်ခြင်းကိုအခြားသောအရေးကြီးသည့်အန္တရာယ်များရှိသေးသည်ဆိုသည့်အချက်နှင့်ရှင်ထုတ်ချင်းဆဖို့လိုပါသည်လွန်ခဲ့သောဆယ်စုနှစ်နှစ်ခုတွင် American ပြည်ထောင်စုကကြမ်းဖက်တိုက်ပြမှုစစ်ပွဲ War on Terror စင်နွဲဖို့ဒေါ်လာ trillion နှင့်ချီသုံးပြီးနိုင်ငံရေးဩဇာ political capital ကိုလည်းများစွာဖြုံးတိခဲ့ပါ၏။အကြမ်းဖက်သမားများကိုလိုက်လံချိန်မှုံးခြင်းဖြင့် ၎င်းတို့မှာနျူကလ িয়ার လက်နက်ရဖို့မစဉ်းစားနိုင်ပဲသူတို့ရှင်သန်ရေးအတွက်လုံးမနေရသည့်အဖြစ်ရအောင်ဆောင်ရွက်နိုင်ခဲ့သည်ဟု George W Bush, Tony Blair နှင့် Barack Obama ဆိုရများကညှင်းချက်ထုတ်နိုင်ပါသည်။မှန်သည့်သလောက်လည်းမှန်ပါသည်။ထို့သို့ဆောင်ရွက်ခြင်းပြင်ကမ္ဘာကြီးမှာနျူကလ িয়ার ကိုမြင်းဆောင်ဆက်တင်မဖြစ်အောင်ကာကွယ်နိုင်ကောင်းကာကွယ်နိုင်ပါလိမ့်မည်။သို့တော်ရင်မှာငါတို့သာ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးစစ်ပွဲမဆွင်နှွဲကင်အယ်ခိုင်ဒါနျူကလ িয়ার လက်နက်ရသားနိုင်တဲ့ဆိုပြီးဖြစ်ရနေဆန့်ကျင်ပြီးစဉ်းစားသည့်စဉ်းစားချက်မျိုး counter factual claim ဖြစ်ပါသည်သူဖြစ်ရရင်ညင်းချက်အမှန်မမှန်ဆန်းစီရခတ်ပါသည်သို့သောကျွန်ုပ်တို့တင်ကြပါပြောနိုင်သည်ကတော့အမေရိကန်နှင့်မမိတ်များအကြမ်းဖက်ဝါဒတိုက်ဖျက်ရေးဆင်နှွဲသည့်အတွက်ကမ္ဘာတစ်လွှတ်များစွာထိခိုက်ပျက်စီးခဲ့ရုံမှမကစီးပွားရေးပညာရှင်များဆိုလို့ရှိသည့်အခွင့်အလန်တန်ဘူအပတ် Trinity Cards ပေးဆက်ခဲ့ရပါသည်ဆိုလိုသည်မှာအကျန်းဖက်ဝါဒကိုတိုက်ဖျက်ရန်သုံးစွဲရသည့်ငွေကြေးအချိန်နှင့်နိုင်ငံရေးဩဇာများကိုကဘာကြီးပူနွေးလာမှု AIGS နှင့်စီယံမွေးတင်မှုတိုက်ဖျက်ရေးဆာဟာရာတဲကန်နာရအောက်ပိုင်းအာဖရိကနိုင်ငံများငင်းချင်ရင်တာယာဝပြောရေးဆောင်ရွက်ဖို့တရုတ်နှင့်ရုရှားနိုင်ငံများနှင့်ပုံမကောင်းမသောဆက်ဆံရေးတည်ဆောက်ဖို့လုပ်ငန်းများအတွက်သုံးစွဲခြင်းမလုပ်နိုင်ခဲ့ပါနယူးယောက်မြို့နှင့်လန်ဒန်မြို့ကြီးများမှအဆုံးတွင်အတ္တလန်နစ်သမုဒ္ဒရာအောက်နစ်မြုပ်သွားလျင်သို့မဟုတ် ရုရှားနှင့်တင်းမာနေမှုများကစစ်ဖြစ်သည့်အခြေအနေရောက်သွားရင်လူများက Bush, Blair နှင့် Obama တို့ကိုတလွဲမျက်နှာစာတွင်အာရုံစိုက်ခဲ့သည်ဆိုပြီးဆွတ်ဆွဲမိဖြစ်ပါသည်။အမှန်မှာအချိန်နှင့်တပြေးညီဘယ်ကိစ္စကိုဦးစားပေးဆောင်ရွက်မလဲဆိုတာကိုအစီအစဉ်ချမှတ်ရတာမလွယ်ကူပါခက်ခဲပါသည်။နောက်ကြမှဘယ်ကိစ္စလေးအရင်လုပ်ခဲ့ရရင်ကောင်းမှာဆိုပြီးပြောရတာကတိတ်လွယ်ပါသည်။ကျွန်တို့အနေဖြင့်ကက်ဘေးများဖြစ်ပြီးသွားကမှာ ခေါင်းဆောင်များကိုမကာကွယ်ရနိုင်ခေါင်းလားဟု၍ဆွတ်ဆွဲအပြစ်တင်နေရှိပါသည်တို့ရတွင်ပေါ်ပေါက်မလာခဲ့သည့်ကပ်ဘေးများကိုမူမတိလိုက်မတိပါတာပင်ပျော်ပျော်ကြီးမိထားလေရှိပါသည်တို့ဖြစ်ရာလူများကသမရကလင်တန်လက်ထက်1990ပြည့်နှစ်များကိုပြန်ကြည့်ပြီးအယ်ခိုင်ရာအန်ဒီယာကိုလစ်လျူရှူထားခဲ့သည်ဆိုပြီးဆွတ်ဆွဲနေရှိပါသည်သို့သော1990ပြည့်နှစ်တဝိုင်းများတော့ကမူအစ္စလာမစ်အကြမ်းဖက်သမားတွေ လေရင်ကိုပြန်ပေးဆွဲပြီးနယူးယောက်မိုးမြော်တာကြီးကိုဝင်းထားလိုက်ပြီးဒီကစားပြီးကမ္ဘာလုံးဆိုင်ရာပဋိပက္ခဖြစ်လာအောင်မိမွေးနှံလိုက်မည်ဟုဘယ်သူမှမထင်ခဲ့ပါစင်စစ်လူများဆုံးရုံးသည့်ကိစ္စမှာရုရှားနိုင်ငံလုံးလုံးပြိုလဲသွားပြီးနယ်မြေများဆုံးရှုံးရုံမကထောင်နှင်းချီသောနျူကလ িয়ার ဘုံများဇီဝဘုံများကိုမထိန်ချုပ်နိုင်တော့သည့်အဖြစ်မျိုးရောက်မှာကိုသာဖြစ်ပါသည်ထို့ပြင်ရခင်ကယူဂိုစလာဗီးယားနိုင်ငံတွင် ဖြစ်နေသည့်သေးထွက်တန်ယိုစစ်ပွဲများအရှေ့ဥရောပကိုပြန့်နှံ့လာပြီးဟန်ဂေရီနှင့်ရူမေးနီးယား၊ဘူလ်ဂေးရီးယားနှင့်တူရကီ ဖိုလန်နဲ့ယူကရိန်းအချင်းချင်းအကြားရန်စစ်မိများပေါပေါလာမီကိုစိုးရင်ခဲ့ကြပါသည်လူများမှာဂျာမနီပြန်လည်ပေါင်းစည်းခြင်းကိုပို၍ပင်စိတ်မသက်မသာဖြစ်ခဲ့ပါသည်တတိယဂျာမန်အင်ပါယာပြိုလဲသွားသည်မှာနှစ်49နှစ်လောက်သာရှိသေးလျာလူများမှာဂျာမန်ပါဝါကိုဥလိုက်တဲလိုက်ကြောက်ရွံ့နေကြဆဲဖြစ်ပါသည်ဆိုဗီယက်အန်ဒီယေကိုမမှုရတော့သည့်နောက်ဂျာမနီကဥရောပတိုက်ကိုလွှမ်းမိုးသည့်စူပါပါဝါများဖြစ်လာလိမ့်မလားဆိုပြီးတွေးပူခဲ့ကြပါ၏။တရုတ်ကရောဘယ်လိုဖြစ်သွားမလဲ ဆိုဗီယက်ယူနီယံပြိုကွဲတာကိုကြည့်ပြီးဆိုရင်ကတရုတ်နိုင်ငံအနေဖြင့်ပြုပြင်ပြောင်းလဲမှုများဆက်မလုပ်တော့ဘဲမာကျော်ဒီမွန်ဝါရီမူဘာရများပြန်ချကမြောက်ကိုရီးယားနိုင်ငံအကြီးစားဖြစ်လာမလားဆိုပြီးဆိုရင်ခဲ့ကြပါသည်ယနေ့ခေတ်တွင်ကျွန်တို့အနေဖြင့်ရင်ဆိုရင်မှုများမှာအမှန်တကယ်ဖြစ်မလာသည့်အတွက်ဟာတရီမောနေနိုင်ပါသည်ရုရှားနိုင်ငံမှာခြေနေများတည်ငြိမ်သွားပြီးအရှိတ်ဥရောပကိုငြိမ်းချမ်းစွာဥရောပသက်မှတ်ကလည်းပေါင်းထည့်နိုင်ခဲ့ပါသည် ပြန်လည်ပေါင်းစည်းသွားသည့်ဂျာမနီမှာယနေ့ခါတွင်လွတ်လပ်သောကမ္ဘာ၏ခေါင်းဆောင်ဖြစ် လေစာအသီးမှတ်ပြုခြင်းခံရပါသည်တရုတ်နိုင်ငံမှာတကမ္ဘာလုံး၏စီးပွားရေးအင်ဂျင်ဖြစ်လာပါသည်ယင်းအာမြင်မှုအလုံးမှာတစိမ့်တစ်ပိုင်းအပြင်အမေရိကန်နှင့်ဥရောပသမဂ္ဂ၏အပြုသဘောဆောင်သောမူဝါဒများကြောင့်ဖြစ်ပါသည်အမေရိကန်နှင့်ဥရောပနေဖြင့်1990ပြည့်နှစ်များတွင်ရခင်ဆိုဗီယက်နိုင်ငံဟောင်းများနှင့်တရုတ်ပြည်ကိုအာရုံမစိုက်ဘဲအစ္စလာမ်နှင့်ဂျမ်ဘက်ဝါဒီများကိုအာရုံစိုက်နေပါကပုံမှန်သည့်လောက်ရဟုခေါ်လို့ရနိုင်ပါမည်လို့ကျွန်တို့တို့နေဖြင့် ပြည်လာနိုင်သမျှကိစ္စအလုံးတွဲကြိုတင်ပြင်ဆင်ထားဖို့မဖြစ်နိုင်မှာတို့ပြရနျူကလ িয়ার ကျန်းဖက်ဝါဒကိုတရားပေါက်ကာကွယ်ရမည်မှန်တော်လဲရင်းကိုလူသားမျိုးနွယ်ဤနံပါတ်1ဦးစားပေးကိစ္စဖြင့်သတ်မှတ်ထားပြီးမရနိုင်မှာထို့ပြင်နျူကလ িয়ার လက်နက်ဖြင့်ကျန်းဖက်ခြင်းဖြစ်ကောင်းပြည်လာနိုင်သည်ဆိုသည့်သီအိုရီစိတ်ကူဖြင့်နှိမ့်စာတူပါတန်မှန်ကျန်းဖက်မှုကိုအလွန်ကျွံတုံ့ပြန်ခြင်းမှလည်းစီလျော်တင့်တော်မည်မဟုတ်ပါရင်းချိန်နေနှစ်ခုမှာဖြည့်ရှင်းရမည်နီလန်မတူသည့်ကွဲပြားသောပြဿနာနှစ်ခုဖြစ်ပါသည် ျွန်တို့စူးစမ်းဆောင်ရွက်တီကြားမှာစံဖက်အုပ်စုများစုလိုက်ပြုံလိုက်တက်ဖြတ်နိုင်သည့်လက်နက်များရသွားသည်ဆိုပါကနိုင်ငံရေးနည်းအားဖြင့်မြေတို့တုံ့ပြန်ရမည်ကိုမှန်းဆရာခက်ပါသည်။သို့သောရင်းတုံ့ပြန်မှုများမှာ27ရာစုသောပိုင်းစံဖက်မှုတိုက်ဖြတ်ရေးစီမံချက်များနှင့်အလွန်ကွာခြားမည်ဖြစ်ပါသည်။2050တွင်ကမ္ဘာကြီးမှာနျူကလ িয়ার စံဖက်သမားများနှင့်ဇီဝစံဖက်သမားများဖြင့်ပြည့်နှံ့နေပါက ရင်းတံကိုခံရသည့်2050ကလူများမှာ2038ကဘာကိုပြန်ကြည့်ပြီးပြန်တန်းတာမည်ဖြစ်ပါသည်ဒီလောက်လုံခြုံတဲ့ဘဝမှာနေရသူတွေကဘာလို့များဒီလောက်ကြောက်ကြပါလဲဆိုပြီးမယုံနိုင်စရာအဖြစ်တွေးကြမည်ဖြစ်ပါသည်ကျွန်တော်တို့လက်ရှိတွေးပူနေသည့်အန်ဒီယန်မှာအကျန်းဖက်ဝါဒတွေမကပါပညာရှင်တော်များများနဲ့တမန်ပြည်သူများမှရုပ်ရှင်ကပြန်ကြည့်နေရသလိုလွန်ခဲ့သည့်ရာစုနှစ်တစ်ခုကလိုမျိုးတတိယကမ္ဘာစစ်မကြခင်ပေါ်ပေါက်လာမည်ကိုစိုးရိမ်ကြပါသည် 1914ခုနှစ်တုန်းကလိုပင်2018ခုနှစ်တွင်အင်အားကြီးနိုင်ငံများအကြားတင်းမာမှုများမြင့်တက်လာမှုနှင့်အတူဘယ်လိုမှဖြေရှင်းလို့မရဖြစ်နေသည့်ကမ္ဘာပြဿနာများကကျွန်ုပ်တို့ကိုနောက်ထပ်ကမ္ဘာစစ်ကြီးတစ်ခုစီဆွဲခေါ်သွားနေသည်ဟုထင်ရပါသည်စစ်ကြီးဖြစ်မှာကိုစိုးရိမ်နေမှုကရောအကြမ်းမဲ့ဝါဒကိုအလွန်ကြုံကြောက်ရွံ့သလိုမျိုးစီလျော်မှု ရှိပါ၏လောနောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတို့တာပါ